ဟုတ်ကဲ့ပါဒီနေ့အသားသမီးဆရာ Great Fight စနစ်ဒီလူမှုရေးရဲ့ချက်ခံကမ်းမြောင်နေတဲ့နောက်ဆုံးအပိုင်းလေးကိုဆရာတို့ပြောပါနောက်ဆုံးအပိုင်းမှာကဆရာတို့ဘာလို့အဓိကပြောထားလာလဲဆိုရင်တော့ချက်ခံကမ်းမြောင်ဒီသားမှာရှိရဲ့နော်ငါလုံငန်းလုံကန်လူတဦးရဲ့ရင်းနှီးစကားလေးတွေပေါ့နော်သူတို့ဆရာတို့ငါလုံငန်းလုံတဲ့အခါမှာဘလို့အခက်ခဲနေကြုံရလဲဘယ်နည်းကြာလဲဘလို့အားနှိုးတွေဖမ်းမိလဲဒါလေးကိုဆရာတို့ပြောထားတာဒါဆိုရင်သားသမီးကဆရာတင်တဲ့ဗီဒီယိုမကြည့်ခင်မှာလူမှုရေးရဲ့စာမျက်နှာရှေ့မှာသူရဲ့စာပိုင်းရှိတယ် အဆောက်ပိုင်းလို့ဆိုတော့အရင်ဆုံးဖတ်ဖတ်ပြီးတော့မှဆရာပြောတာလည်းတပည့်တော်တို့ချာလေးပြန်လာတာเนาะဒါဆိုရင်ဆရာတို့ကန်တီးလာပါတော့ဗျာရှင်းပါဆရာပြောပြတာဆရာ9မှန်းလုံငန်းမှာမျိုးစား3မျိုးခွဲရတယ်အဲ့ဒီမျိုးစား3မျိုးထဲမှာကန်တီး9မှန်းလုံငန်းဒီတော့ဆရာတို့ခုနပြောတဲ့စစ်တွေမျိုးထဲမှာနေထိုင်တဲ့နော်ကဲရုံးထဲမှာနေထိုင်တဲ့လူတွေအများဆုံးလောက်ကိုင်းနေဆိုတော့အသက်မျိုးဝမ်းကြောင်းလုပ်ငန်းနော်ဒါဆိုရင်ကန်ဒီကောင်းလုပ်ငန်းမှာဆရာနှစ်မျိုးပြန်ခွဲရတယ်နော်ရှင်းပါဆရာသင်ငယ်ပြီးသား နေချင်းနေရာလေးနဲ့ညာရင်၅ဘတ်ထွက်တဲ့လေးဆိုရဲဆရာအရှင်းပါဆရာသင်ငယ်ရီသားဒါဆိုရင်ဆရာကြည့်မယ်အခုသူပြောရတဲ့လူတယောက်ရဲ့ရှင်နေပြစ်တွေကဘာလဲဆိုတော့ဆရာတို့၅ဘတ်လုံးများဆရာတို့ထွက်တယ်ဆရာကမှသူကဘယ်နှရက်ကြာလဲဆိုရင်ဆရာ၃ရက်ကြာတယ်ဒါအောင်သားသမီးကိုစဉ်းစားကြည့်မယ်၃ရက်ကြာတယ်ဆိုရဲတဲ့ဒီကောင်စီနေချင်းညာနေနဲ့သွားတာဖြစ်နိုင်လားညာရင်၅ဘတ်နေနဲ့သွားတာဖြစ်နိုင်လားအစရကြီးမယ်နော်ဒါဆိုရင်၃ရက်ဆိုတဲ့အတွက်ဒီကောင်စီပါလေညအိမ်၅ဘန်းပြင်နေသွားတာ ။နောက်ဆရာရှင်းပြပြောပြီးသားနေကြီးမြန်လို့လေဆိုရင်မနဲ့သွားတယ်နေ့လေပြင်လာတယ်။ဟောလာတယ်ရောပြည်ဆရာညနေမှ9:00လောက်ရောက်မယ်။ဒါကဆရာနေကြီးမြန်လေးနဲ့သွားတာ။နော်ညအိမ်9:00မှလေဆိုရင်အနည်းဆုံး2ရက်3ရက်ကြာတယ်။ဒါဆိုရင်တော့မျိုးဆက်စစားကြည့်မယ်။ညအိမ်9:00မှလေနဲ့သွားတာဆိုရယ်တော့ဘာတွေယူဆောင်သွားမယ်လို့ထင်လဲ။နော်တော့စဉ်းစားကြည့်လေဆရာတို့တော့ရတော့နေမယ်ဆိုရယ်ဆရာတို့လူတွေအပ်ပေါ်မှာပါတယ်နေပေါ်မှာပါတယ်ပဲ့နေနေဆက်စရာတွေနောက်ကရေလုံသားတွေစားမှုတွေဘာတွေပါအောင်လဲဆိုရယ်အစားအသောက်တွေပါအောင် ဟုတ်လားလေတော့နောက်တစ်ခုကဆယ်ဟိုဆက်နေနေသွားမယ်ဆိုရဲဘာမှမမယ်ဂျက်စီပါနောက်တစ်ခုကရေခဲဟုတ်လားလေတော့ရေခဲကိုဘာကြောင့်ယူသွားတယ်လို့ထင်တယ်လေတော့ကိုစဉ်းစားကြည့်ပါအဲဆယ်ဟိုခုနကတော့ရလာတယ်ငားရီကိုဆယ်ဟိုမပုတ်မတော့အောင်တုံးချက်အောင်နေပါလေဒါကြောင့်ဆယ်ဟိုကဘာလို့တုံးလာလဲဆိုရင်ဆယ်ဟိုဒီမှာရေခဲကြီးယူသွားတယ်ပြီးရင်ဆယ်ဟိုဆယ်ဟိုရေခဲနေငားရီဘာဖြစ်မလဲရေခဲစိတ်နာအောင်ပါကွာဒါမှဆယ်ဟိုငားရီမပုတ်မတော့အောင်ဆယ်ဟိုထားလို့ရမှာပါပေါ့ တော့ဒါလည်းနော်ဒါဆိုရင်ဆရာတော့ဘယ်နှရက်ကြာလဲဆိုတော့၃ရက်ကြာတယ်အဲ့လိုသွားတဲ့အခါမှာရေခဲတွေတက်စီရဲ့အစားအသောက်တွေယူသွားတယ်နောက်ပြီးတော့ဆရာတို့၅ဘက်လုပ်ငန်းလုပ်တဲ့အခါမှာနော်ဆရာတို့ကဒီလူကြီးနော်ဆရာတို့ခုနကတော့၅ဘက်လုပ်ငန်းလုပ်ကြရလို့ပြောလာသူတို့၅ဘက်တဲ့အခါမှာအကြီးကအများဆုံးဖမ်းမိတဲ့ငါးမျိုးစားတွေကဘာကြီးလဲဆိုကာကလေးငမုံဖြူငမုံမဲအာရွှေပြီးရင်မတလောက်ပြီးကကူရန်ပြီးရင်မှာငါးကွန်ရှက်ငါးမျိုးလို့လည်းခေါ်တယ်နောက်ကကြောက်ငါး ဒါတွေဒီဆရာတို့ငါးပန်းထွက်တဲ့အခါမှာအများဆုံးဖမ်းမိတဲ့ငါးအမျိုးသားတွေဒါလေးကိုသားသမီးတေချာလေးရလို့ရမယ်ချက်ထားမယ်ကြားလားဒါဆိုရင်သားသမီးဆရာမေခွန်လေးတခုမေးမယ်ကွာနော်ကန်နေငါးပန်းလုပ်ငန်းတွေရရှိသောငါးအမျိုးအစားများကိုပေါ်ပြလာဆိုရင်တော့ဒီကနေပြီးတော့ဒီနေ့ဆရာကိုကြည့်ပြရရလာတော့ဒါဆက်သွားမယ်ဒါဆိုရင်တော့စဉ်းစားကြည့်မယ်ဒီကန်နေငါးပန်းလုပ်ငန်းကနေဆရာငါးနေရလာ ဒါဆိုဆရာရလာတဲ့ငါးတွေကိုအတမွေးဝမ်းကြောင်းလုပ်ငန်းအတွက်အသုံးပြုရဆိုရင်လည်းဆရာပြင်ပြီးတော့ရအောင်။ရောင်းချရောင်းချတဲ့အခါမှာဆရာတို့ကဘလို့နည်းနဲ့ရောင်းချလဲဆိုရင်ဆရာကလေးလံစနစ်နဲ့ရောင်းချဘလို့နည်းရောင်းချလဲလေးလံစနစ်နဲ့ရောင်းချဟုတ်ပြီလေးလံစနစ်ဆိုတာဘလို့ဟာမျိုးလဲကဲအဲ့ဒါဆရာရှင်းပါအပေါ်ပြန်ခိုင်းလိုက်ဆရာပြန်ပြောမယ်။နောက်ဆရာတို့ကငါးတွေဖမ်းမိတယ် ငါးမြေဘာလဲတမ်းမိတာလဲဆိုတော့ပဇွန်နေလဲတမ်းမိတယ်ရေကန်ပဇွန်မျိုးစုံနောက်ဘွားကြောက်ပဇွန်ပြီးကင်းပဇွန်အဲဒါဆိုတော့ပဇွန်နေလဲတမ်းမိတယ်ဒါဆိုရင်တောက်မျိုးသူပြောချင်တာကဆိုတော့၅ဘန်းထွက်တယ်၅ဘန်းထွက်တဲ့အခါမှာငါးတွေလဲတမ်းမိတယ်အရှိမပြောသွားရင်ငါးမျိုးစားရအများကြီးပဲကွာပြီးတော့ဆရာဘာလဲတမ်းမိတယ်ပဇွန်နေလဲတမ်းမိတယ်ပြီးတော့မှဆရာတို့ကရက်လာတဲ့ငါးတွေပဇွန်တွေကိုဆရာတို့ကဘာစနစ်နဲ့ရောင်းချလဲဆိုရင်လေးလံစနစ်နဲ့ရောင်းချတယ်လေးလံစနစ်ဆိုတာဘယ်လိုအားလို့တောက်မျိုးထင်တယ်လဲစဉ်းစားကြည့် နော်လေလံစနစ်ဆိုတာကဆိုတော့ပတ်စံအများဆုံးပေးတဲ့လူပေါ့ဥပမာကွာဆရာကနေပြီးတော့ပတ်စံ၅တပိတ်တောင်1500ပေးရတာဆရာတကယ်ချင်းက၅တပိတ်တောင်2000ပေးရဘူးသူရောင်းမလဲ2000နဲ့ရောင်းမှာပေါ့ဒါကြောင့်ဆရာကလေလံစနစ်နဲ့ပါလေရောင်းချတယ်လေလံစနစ်ဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့ဈေးအမြင့်ဆုံးပေးရလို့ဗျပြပဲရောင်းချရလာတော့ဒါဆိုရင်အဲ့ဒီဈေးအမြင့်ဆုံးရောင်းချလိုက်ပြီကွာရောင်းချလိုက်ပြီဆိုဆရာကဘာရလာမလဲပတ်စံရလာပတ်စံရလာတာကမှဆရာပြန်ပြီးတော့ဆရာခွဲဝေရတယ် နော်ပဲနင်းရှိတယ်ဆက်ဆရာရှိတယ်နောက်ပါဆရာပါတယ်ရေလုံသားရှိတယ်ဒါဆိုရင်အဲ့ဒီပတ်ဆိုင်အောင်ဆရာကိုပြန်ပြီးတော့ခွဲဝေရတာခွဲဝေတဲ့အခါမှာပတ်ဆိုင်အခုဆရာတသိန်းရလာပြီလားတသိန်းရလာပြီဆိုရင်ငါးပန်းလေးအသုံးစေးကိုဖယ်ပြီးတော့အရင်တသိန်းကိုဆရာကငါးပန်းလေးအသုံးစေး2000ရှိတယ်လားနော်2000ရှိရဆိုရင်အဲ့2000ဆရာကိုဖယ်လိုက်တယ်ဒါဘယ်လောက်ကျန်လဲ7000ကျန်တယ်7000ဆိုရင်အဲ့ဒီမှာဆက်လေးပိုင်ရှင်ကတဝက်ယူလိုက်ပြီဒါဆရာဘယ်လောက်ကျန်လဲ4000ကျန်တယ် အဲ့ဒီ၄သောင်းကိုမှပင်နင်းရဲ့ဆက်စရာရဲ့ရေလုံသားရဲ့ပြန်ပြီးခွဲဝင်မယ်ခွဲဝင်တဲ့အခါမှာလည်းဘလို့ခွဲဝင်ပါလဲဆိုတော့ကျွမ်းကျင်မှုအလိုက်ခွဲဝင်မယ်ဟုတ်လားလေကျွမ်းကျင်လို့ပတ်စံပို့ပေးမယ်အခုမှဆရာတော်စောင့်ဝင်လာတဲ့လုံသားတွေဆိုရင်ပတ်စံနည်းနည်းလေးပဲရမယ်ပေါ့အလုပ်တင်ပုံစံမျိုးပေါ့ကွာဒါကြောင့်ဆရာတော်ကပြန်ပြောပါတယ်ပြောလည်းလည်းဆိုတဲ့ရောင်းချတယ်ရောင်းချရတယ်ပတ်စံကိုဆရာကပြောဆိုလို့ပတ်စံတသိန်းပေါ့ကွာဆက်ပန်ရေးလိုက်မယ်နောက်တသိန်း ။နောက်ဆရာကရောင်းလိုက်တသိန်းရလာတယ်။အဲ့တသိန်းကို၅ဘတ်လျက်အသုံးစေးအတွက်ဆရာအရင်ဆုံးဖယ်လိုက်မယ်။၅ဘတ်လျက်အသုံးစေးရ2000ထားလိုက်။2000ထားလိုက်ပြီဆိုရင်တော့တသိန်းရနေ2000လိုက်တော့ဘယ်လောက်ရမလဲ။7000။အဲ့ဒီ7000တော့မှာစနစ်ပိုင်ရှင်ကတဝက်ဆိုရတဲ့စနစ်ပိုင်ရှင်ကဘယ်နှတောင်းရမလဲ။၄တောင်းရမှာပေါ့။ ။ဒါဆိုရဘလောက်ပဲဆရာတော်လေး၄သောက်။အဲ့ဒီ၄သောက်အောင်ပါဆရာကပဲ့နေရဲ့ဆက်ဆရာရဲ့ဂျီလိုသားရဆရာကိုခွဲဝင်မယ်။ခွဲဝင်တဲ့အခါမှာဘာလိုက်ခွဲဝင်ပါလဲဆိုရင်ကျွမ်းကျင်ဟိုလာခွဲဝင်မယ်။ဂျီလုပ်ငန်းမှာပုံမှန်ကျွမ်းကျင်တဲ့လူကိုပတ်စံပို့ပေးမယ်။အခုမှဆရာကဝင်လာတာပါဆရာကတပတ်နော်တပတ်တည်းလောက်ပဲရှိရလို့ပြောဆရာပါမယ်လေ။ပတ်စံအနေပဲရမယ်ပေါ့။ကြောင်ရဒါဆရာကျွဲ့ခြင်းမရှိရလို့ပတ်စံပို့ပေးပြီးတော့ဆရာကျွဲ့ခြင်းမရှိရလို့တောင်းကြပါလေပတ်စံနည်းနည်းပဲရမယ်ပေါ့။ဒါကြောင့်ဆရာကပတ်စံကိုကျွဲ့ခြင်းပို့လိုက်ပါဖြစ်လေခွဲဝေ။ ဒါသားမျိုးနားလဲလားဒါဆရာဆက်သွားမယ်ကဲနားတော့ဟာနားမျိုးဆက်သွားမယ်အဲ့လိုဟာတဲ့အခါမှာဆရာကမုံမကြမီစတင်ပါလာပိုင်းမှာဆရာဘာဖြစ်လဲဟဲ့နော်မိုးရသည်နဲ့ဆိုရင်ဆရာတို့ဘာဖြစ်လဲဆရာတို့မှာအခက်ခဲတွေရှိအခက်ခဲတွေကဘာလို့သားမျိုးခင်လဲမိုးရသည်ရောက်လာပြီကွာဂျာသူတို့ပေါက်ပြန်တယ်ကွာ ဂျာသူလူဖောက်ပြန်တယ်ဆိုတာဘလုံးအမျိုးနဲ့ပြောဆိုမိုးတတိမဲကြီးရွာပါစိုးစိုးရွာရွာဂျာသူဆရာငါးဖန်လို့မလွယ်တော့ဟုတ်လားဗျအဲ့လိုမျိုးဆိုရင်ဆရာတို့ကငါးဖန်လူတွေမှာအခက်အခဲအချို့ရှိတာနောက်တစ်ခုကဆရာကမိုးရဲရွာပြီဆိုတော့ဘာလို့ဖြစ်နိုင်လဲဗျပင်လယ်မှာသွားဖန်တာလေဒါကြောင့်ဘာဖြစ်လဲမုန်တိုင်းနေဖြစ်နိုင်တယ်မုန်တိုင်းနေဖြစ်နေပြီဆိုရင်ကိုယ်တရာကိုမငဲလူနေရတာငါးဖန်ကိုဖြစ်နိုင်သေးလားမဖြစ်နိုင်ဘူးလေဒါဆိုရင်သားတို့မျိုးနော်အဲ့ဒီငါးဖန်လုပ်ငန်းမှာအခက်အခဲတွေကဘာလဲဆိုရာသီဥဖောက်ပြန် ရာသီလိုဖောက်ပြင်းနေဆိုရင်ဆရာခုနပြောရာသီလိုလိုဆိုးသွားတာမိုးတဲတဲ့ရွာတာမိုးတဲကြီးမဲကြီးရွာတာတတိမဲကြီးရွာပြီဆိုရင်နောက်ဆက်ပိုင်းမှာဘာဖြစ်လာမလဲဆိုရင်မှုန်တိုင်းတွေဝင်ရောက်လာမှုန်တိုင်းတွေဝင်ရောက်လာပြီဆိုရင်ဆရာဆရာခုနပြောတဲ့အတိုင်းပဲကိုးစရာမဟုတ်ဘဲလုနေရတာပြစ်လိုက်တဲ့မှာငါးမန်းဟိုကနေတာဟုတ်လားလို့ပြောဘလို့မှငါးမန်းလို့မရဘူးဒါဆိုရင်ဒီအားကြီးငါးမန်းလုံနဲ့လုံနိုင်တယ်လို့ပြောရပါလေအခက်ခဲအချို့ညတော့တော့ဆက်သွားမယ်နောက်ထပ်ဘာအခက်ခဲရှိသေးလဲနော်နောက်ထပ်ဘာအခက်ခဲရဲဆိုတော့ငါးတွေကိုအလုံးကြော်ဖမ်းတာ ငါတို့အလုံးကြုံဖမ်းပြီဆိုရင်တအားလို့စဉ်းစားကြည့်ပါအလုံးကြုံဖမ်းပြီဆိုရင်ငါမျိုးစိတ်တွေကလည်းဖြစ်ဖြစ်ရော့လာဘာကြောင့်လဲဆိုတော့ချက်မှန်မျိုးဆရာကတားပေါက်လို့မရတော့ဘာလို့လဲဆရာကလူတွေကထက်ကထက်ကဖမ်းတဲ့အခါမှာငါတွေတဖြည်းဖြည်းဖြစ်လာရော့လာငါတွေရော့လာပြီဆိုရင်ဆရာတို့ကငါဖမ်းလို့ရတဲ့ငါတွေတော့ကလည်းမဖြစ်လာဘူးလေတဖြည်းဖြည်းရော့လာဘယ်လိုဆရာတို့ကငါလုံးကြုံဖမ်းတဲ့အခါမှာငါမျိုးစိတ်တွေကရော့လာဟုတ်လားငါလုံးစိတ်တွေရော့လာပြီဆိုရင်ငါမိဖို့ကဖြစ်တယ်ခက်ခဲလာဘာလို့လဲဆိုတော့ငါတွေရှားလာတာဟုတ်ဟဲ့နော်အေးနောက်တစ်ခုဆက်သွားမယ် ော်ဇေဝငါးလုံးကြုံဖမ်းမယ်ဆိုရင်ငါးမျိုးစိတ်တွေကျော့လာဟုတ်တော့ငါးမျိုးစိတ်ကျော့လာပြီဆိုရင်ဖမ်းမိတဲ့ငါးရီတော့ကတပြေပါဖြစ်လာမယ်ကျော့လာမှာပေါ့ဘာကြောင့်လဲဆိုရင်ဆရာကကပြောတယ်လို့အလုံးကြုံဖမ်းတဲ့အခါမှာဆက်ပြီးတော့ဇေဝမျိုးပေါက်ဆရာတားပါလို့မရဘူးတားပါလို့မရတော့ဘူးကွာတားပါလို့မရတော့ဆိုရင်ဆရာကငါးရီပဲနေလဲလာမယ်နေလာမယ်ဆိုရင်ဆရာကငါးမိပဲပဲလေထက်ခဲလာဒါကဆရာကငါးပါးလုံးနဲ့လောက်ကိုင်းတဲ့လူတွေအခက်အခဲအချို့ နော်ဆရာပြန်ပြောမယ်ငားပဲလုပ်ငန်းလုပ်ငန်းတဲ့လူတွေကဘာတွေအခက်အခဲရှိလဲဆိုဆရာခုနကပြန်ယာစီလူဖောက်ပြန်တယ်နောက်ကဆရာကငားလုံးကြုံဖမ်းတယ်ဂျာတွေကြောက်ဆရာတော့ဘာဖြစ်လာလဲဆိုရင်ငားတွေမိသွားပြန်လေခက်ခဲလာဒါဆိုရင်ဒီလူတွေမဖြစ်အောင်ဘယ်သူတွေမှတောင်းရင်ရှိမယ်ချင်းလေဒါမျိုးစဉ်းစားကြည့်နော်ဘယ်သူတွေလဲဆိုရင်ငားလုံးငန်းဦးစီးဌာနပေါ့ဘာကြောင့်လဲဆိုရင်ငားလုံးငန်းဦးစီးဌာနက instruction ဆိုရင်ညွှန်ကြားချက်စီကံချက်တွေပေါ့ကွာ discipline ပေါ့ discipline ပေါ့ တော့ဆရာကခုနပြောရစီမီစီကန်းတွေချတဲ့အခါမှာလူဆရာကပြောငါးဘက်လူတွေကဘာလုပ်မလဲလိုက်တာလိုက်လာတဲ့အခါကျမှဆရာကဘာဖြစ်မလဲဆိုရင်အဲ့ဒီငါးလုံးငန်းငါးလုံးငန်းမှာလောက်ကိုင်းတဲ့လူတွေကဆရာစင်စင်ကြီးဘာလုပ်မလဲဖမ်းမယ်ဒါမှဆရာကငါးတွေကိုဆရာကအငဲဘာလုပ်ရမလဲဖမ်းလို့ရပြောင်းလို့ဒါဆိုရင်ဆရာကအဓိကတာဝန်ရှိသူကဘယ်လိုလဲဆိုရင်ငါးလုံးငန်းဦးစီးထားတာငါးလုံးငန်းဦးစီးထားတာကဘာတွေကိုချမှတ်ရမလဲဆိုရင်စီးပြန်းတွေကိုချမှတ်ရ ဘာကြောင့်ဆရာကအဲ့လိုမျိုးချမှတ်ခြင်းအားဖြင့်ဘာတွေအကျိုးကျေးဇူးရမယ်ချင်းလဲပြီးတော့စဉ်းစားကြည့်။နော်ငါးရီပြုံးနေမှုတစ်ပြေးနေလားဆရာကပြောသလိုငါးရီဆက်လက်ပြီးတော့ဘာဖြစ်လို့ရလဲတောက်ပေါက်လို့ရတယ်။ဒါဆိုရင်ဆရာကငါးရီပြုံးနေမှုတစ်ပြေးကြီးနေလာမယ်။အချိန်မီဆရာကငါးရီဆရာကစဉ်းဖက်လို့ရတယ်။ဟုတ်လားလေတော့ဒါကဆရာကကောင်းကျိုးနောက်ထပ်ဘာတွေကောင်းကျိုးရတယ်လဲဆိုတော့တောက်မီဆရာကစဉ်းစားကြည့်မယ်။ကျေပြန်တော့ဆရာတို့ကငါးဘက်လေးနဲ့သွားတယ်ကွာငါးဘက်လေးနဲ့သွားပြီဆိုရင်ဆရာတို့ပစ္စည်းတွေယူသွားတယ် ဟုတ်တယ်ရောအဲ့ဒီပစ္စည်းတွေကဆရာခုနကတော့ရေတုပ်ကိုညဉ့်ညမ်းစေတဲ့ပစ္စည်းတွေဖြစ်လို့မရဘူး။ဒါကြောင့်ရေတုပ်ကိုညဉ့်ညမ်းစေတဲ့ပစ္စည်းတွေဖြစ်မဲ့ဆိုရင်ဆရာတဘာဝပုံဝင်ချင်းဘာဖြစ်ရမလဲ။ရေတုပ်ကိုညဉ့်ညမ်းလာတယ်ကွာ။ရေတုပ်ကိုညဉ့်ညမ်းတယ်ဆိုတာရေတုပ်ကိုအဆိပ်ဖြစ်စေတာပေါ့။ဒါကြောင့်ပြောရတာကရေစိုးတွေပေါ့။ရေစိုးဖြစ်သွားမယ်ကွာ။ဒါနော်။ဒါဆိုတော့ရေတုပ်ညဉ့်ညမ်းလာပြီဆိုရင်နောက်ဆုံးဆရာကဘာဖြစ်တာမလဲဆိုတော့တဘာဝပုံဝင်ချင်းကိုမှဖြစ်လာ။ဒါကြောင့်ဆရာက ဒီငါတို့ငယ်အိုးစိတ်ထားတာကဆရာတို့ကပြောတယ်စီကံချက်တွေကိုချက်ပတ်လိုက်မယ်ဆိုရင်ကောင်းမှုတွေဘာတွေရလာမလဲဆိုရင်ငါမပြောပြီးတော့ဟုတ်တယ်နော်နောက်တစ်ခါဆရာကချက်တဲ့အချိန်မှာဆရာကဖမ်းယူစားတော့လို့ရခုနကပြောဆိုမာမတွေ့အခါမှာဆရာကရေလူကိုညဉ့်ညမ်းတယ်ပစ္စည်းယူသွားလို့မရဒါဆိုရင်ရေလူညဉ့်ညမ်းပြေးပါဖြစ်လာမယ်ကျော်လာမယ် ရေမြင့်ရဲ့ခုတစ်ဖြည်းဖြည်းရောလာတဲ့အမျှတဘာဝပုံရင်းကျင်လာမယ်လေစိတ်လဲဆိုပြီးလာမယ်ဒါကြောင့်ဆရာကတဘာဝပုံရင်းကျင်ဂျူရင်းပြည့်စုံမှုတစ်ဖြည်းပါဖြစ်လာမယ်ကျော့လာဒါကဆရာတော့ငါလုံငန်းဦးစီးဌာနကနေပြီးတော့စီမင်းစည်းကမ်းတွေကိုချမှတ်ခြင်းအားဖြင့်ရရှိလာတဲ့ဘာတွေလဲဆိုရင်ကောင်းချိုးတွေကျန်တော့ဒါသားမျိုးဆက်သွားမယ်အော်ဒါမေဂိုလေးရေဆရာဖြည့်ကြည့်နေတယ်မေဂိုလေးနံပါတ်1 စစ်ပြေညိုးနေတဲ့အများဆုံးဖန်စီရရမိတော့ငါမျိုးစားများကိုပေါ်ပြပါတဲ့တောက်မျိုးဆရာအရှိမပြောပြီးသားတောက်မျိုးဒါလေးကိုတေချာလေးချက်ထားမယ်လို့ဆရာပြောပြီးသားကာကတဲ့လို့မတလောက်လို့ဟုတ်လားဒီမဲ့ရောအဲ့ဒါလေးကိုတောက်မျိုးကဖြေပြီးလိုက်အောင်ပဲဖြေပြီးရတာဒီလိုလေးပြင်မယ်ရောစစ်ပြေညိုးနေတဲ့တွင်အများဆုံးဖန်စီဖန်စီရမိတော့ငါမျိုးစားများမှဆိုပြီးဆရာခုနပြောတဲ့ဟာတွေအားလုံးပြန်ရင်းချပြီးတယ် ကာကတိတို့ဟုတ်တယ်ရောငတလောက်အဲ့ဒါကြမ်းလာမျိုးနံပါတ်1မျိုးကိုလည်းကြည့်မယ်ငါလုံငန်းလောက်ကရင်သူများတွေးကြုံရသည်အခက်အခဲများကိုပေါ်ပြပါတဲ့တောက်ဆိုရစာမျက်နှာရှစ်မှာရှိတယ်ဆရာကခုနကဆရာ note ပုံစံလေးနဲ့ရှင်းလိုက်တာတောက်စာမျက်နှာရှစ်မှာဖတ်ကြည့်လိုက်ဖတ်ပြီးတော့ရတောက်ဆိုမျိုးကဘာအကြောင်းကိုရှင်းရမှာလဲဆိုရင်ဆရာခုနကပြောတဲ့ရာသီဥတုဖောက်ပြန်တာ ဟုတ်လားလေရောဇာတိဝတ္ထုဖောက်ပြန်မယ်ဆိုလဲဒါကဆရာတော့အခက်အခဲကြုံတွေ့ရပါပဲနောက်တော့ဆရာကတော့ပြောတယ်ငားတွေကိုအလွန်အကျော်ဖမ်းတာငားတွေကိုအလွန်ကျော်ဖမ်းမယ်ဆိုရင်ဆရာကပြောတော့ငားမျိုးစိတ်တွေရော့လာမယ်ဒါဆိုရင်ဆရာတော့ငားတွေအများကြီးဖမ်းပြီးပါပြောတယ်ခက်ခဲလာဒါကလည်းတွေ့ကြုံရတဲ့အခက်အခဲချို့အဲ့ဒါလေးတော့တားလုံးကစာမျက်နှာရှစ်ပါရှိရတယ်ရောအဲ့ဒီမှာဆရာတော့ရှာပြီးတော့တားလုံးဖြေးလာမယ်ရမလို့နောက်တော့နံပါတ်3 မာလုံးမဲ့ဥသိထာနာကထုတ်ပြန်ထားသောစီကဲအချက်များကိုအဘဲကြောင့်လိုက်နာကြလိုက်နာကြရသည်တဲ့။ဘာကြောင့်လဲဆိုရင်ဆရာကတို့ပြောတဲ့ကောင်းကျိုးတွေရဖို့အတွက်ပေါ့။နောက်ဆရာကတို့ပြောတဲ့ငါငါမျိုးတွေဆရာကမပြုံးဒီဖို့အတွက်ဟုတ်လားတပည့်တော်ငါ့ဘုံဆရာကအချိန်မီးဆရာကဖမ်းလို့စားသောဖို့အတွက်ဒါလို့ပြောကြတဘာဝပုံဝင်ခြင်းထိမ့်သိမ့်ဖို့အတွက်ဂျုံရင်းပြည့်စုံမှုမရှိသေးဘူးအတွက်နောက်တစ်ခါဆိုရင်ဂျီတို့ညဉ့်ညမ်းမှုမရှိသေးဘူးအတွက်ဒါတွေကို ရရှိဖို့အတွက်ဗာပြက်ကမယ်လိုက်နာဆောင်ရွက်ရတယ်။ဒါနဲ့တော့ဒါသားမျိုးဒီမိကုန်းလေးတွေသားမျိုးဖြည့်ကြည့်လိုက်တော့